အင်ဒိုနီးရှားနိုင်ငံမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးလူ23သေဆုံးခဲ့ရတဲ့ခီးတဲတင်ဆက်လျက်မာလိမ်မှုကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ရဲတပ်ဖွဲ့ကဇန်နဝါရီလ2ရက်နေ့မှာပြောပါရယ်။ဆက်လျဟာအားလဲ့အပန်းဖြေကျုံးကိုသွားတဲ့ကလန်ခီးမှာမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးမာလိမ်မှုဟာမီးလောင်မှုဖြစ်ပွားချိန်မှာပထမဆုံးခုန်ချထပြေးခဲ့သူဖြစ်တယ်လို့သိရပါရယ်။ ဆက်လီဟာအားလဲ့ခရီးထွက်သူ250လောက်ကိုတင်ဆောင်ထားပြီးမြို့တော်ဂျာကာတာကနေအပန်းပြေကျွန်းတီတောင်းကိုသွားတဲ့ခရီးစဉ်မှာဂျာကာတာမှထွက်ခွာပြီးမကြာမီမှာပဲမီးလောင်ကျွမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိတ်လန့်နေတဲ့ခရီးသည်တွေဟာအသက်ကယ်အင်ကြီးရဖို့အတွက်လူရဲခဲ့ရပြီးပင်လယ်ထဲကိုခုံချခဲ့ပြီးတော့မိလောင်မှုဖြစ်ပွားချိန်မှာမာလိန်မှုဟာဆက်လီကနေပထမဆုံးခုံချထပြေးသွားပြီးခရီးသည်တွေကိုစွန့်ခွာသွားခဲ့ပြီးတော့ကယ်တင်ခြင်းမခံရချိန်အထိအခြားခရီးသည်တွေနဲ့အတူပင်လယ်ထဲမှာမျောပါနေခဲ့တယ်လို့ပြည်ရင်းမီဒီယာများစွာကဖော်ပြခဲ့ကြပါတယ်။မာလိမ်မူရဲ့အမိဟာမူဟာမက်နာလီဖြစ်ပြီးဆက်လီမှာမိလောင်မှုဖြစ်ပွားနိုင်တဲ့ခြေနေတွေကိုလစ်လျူရှုခဲ့ရတဲ့ဆိုတော့တန်ရရှိမှုနဲ့ထိမ့်သိမ့်လိုက်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။ ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေပြီးမလိုက်မှုကိုမေးမြန်းဆက်ချက်ယူနေပါတယ်လို့ဂျကာတာရဲ့တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူအာဂိုယူဝိုနိုက AFP ကို ပြောပါရယ်အသေးစိတ်ကိုတော့ပြောကြားခဲ့ခြင်းမရှိဘူးလို့သိရပါရယ်ဆွဆွဲချက်တွေမှန်ကန်ခဲ့တယ်ဆိုရင်မာလိမ်မှုကိုအပြစ်ပေးဖို့တောင်းဆိုခဲ့တယ်လို့တယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအကြီးတန်းအရာရှိတိုနီဘူဒီအိုနိုကပြောပါရယ်အာနာပိုင်တွေကမိလောင်မှုဖြစ်ပွားခဲ့တာဟာလျှက်စစ်ချွေးမှုကြောင့်ဖြစ်ပြီးစက်ခန်းကနေစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါရယ် အများစုကိုကယ်ဆယ်နိုင်ခဲ့ပြီး23သေဆုံးပြီးတော့အယောက်90ကတော့ဒဏ်ရာရှိခဲ့တယ်လို့အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ရှာဖွေရေးအဖွဲ့တွေကရှာဖွေရေးတွေလှုပ်ဆောင်နေစေဖြစ်ပေမဲ့လည်းဆက်လီပေါ်ပါသွားတဲ့ခရီးသည်တွေရှာဖွေဖို့မကြံတော့ဘူးလို့တာဝန်ရှိသူတွေကယုံကြည်နေကြပါဗျ။ အင်ဒိုနီးရှားနိုင်ငံဟာကျွမ်းပေါင်း18000ကျော်နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်သယ်ယူပို့ဆောင်ရေးမှာဆက်လီတွေကိုအဓိကအသုံးပြုနေပါတယ်။ဒါပေမဲ့လုံခြုံရေးစံတတ်မှတ်ချက်တွေကိုလိုက်နာမှုအားနည်းတဲ့အတွက်ကြောင့်အသေးအပြောက်များတဲ့မတော်တဆမှုတွေဖြစ်ပွားလေရှိပါတယ်။စတေမာလာတို့ကလည်းဘာလီပန်းပြေကျုံမှာခီးတဲ့တင်ဆက်လေတစီပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးနိုင်ငံသားသောနှုတ်ထေဆုံးခဲ့ပြီးတော့လူဦးရေ20လောက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။